ကောင်းငင်မှာရှိတဲ့စံဒီဂျူကောင်းငင်မှာရှိရလို့သတ်မှတ်ထားတဲ့ရာဟုဂျူတွေအပြောင်းလဲနဲ့တက်ရောက်နိုင်မှုလေးနဲ့ပတ်သက်တဲ့အကြောင်းဖြစ်ပါတယ်။ဒီမှာလည်းအထင်မြင်နေလွဲပြီးတော့ပဋိပက္ခတွေဒီမိုက်ယူရလုပ်တဲ့အကြောင်းလေးတွေပေါ်လာမဲ့အခြေအနေရှိတယ်။ဒါကရာဟုနဲ့စံဒီနဲ့ပူးပေါင်းလိုက်တဲ့အတွက်နော်။ဒီမိုက်ယူလို့ရှိရင်သူ့ဘောကတော့ရာဟုဂျူကထက်ရောက်လာမယ်။ဟိုနေ့တူစွာပဲပဲမင်းရချင်းမှာရှိတဲ့တင်းလာသမားကရာဟုဂျူကသူ့ဒီက ခွာသွားမယ်။နောက်စနေပြောင်းလာမှဆိုရင်ကိစ္စတွေရှိသလိုတနင်္လာပေါ်စနေရောက်တဲ့စက်တာစက်တိအမြင်ရှင်ရှိတဲ့အသူတွေကတော့မင်္ဂလာပါခင်ဗျာ ီနေ့ဆွေးနွေးမယ့်အကြောင်းအရာကကောင်းငင်မှာရှိတဲ့စနေကျူကောင်းငင်မှာရှိရလို့သတ်မှတ်ထားတဲ့ရာဟုကျူတွေအပြောင်းလဲနဲ့တက်ရောက်နိုင်မှုလေးနဲ့ပတ်သက်တဲ့အကြောင်းဖြစ်ပါတယ်။အမျိုးခေါ်ကြဆွေးနွေးသွားမှာဖြစ်တယ်။ပထမတစ်ခုကဒီဂျူတစ်ခုရာဒီတစ်ခုကမှအဆုံးတဲ့အချိန်မှာတက်ရောက်နဲ့တက်ရောက်မှု။နောက်ဒီဂျူတစ်ခု နေရာပြောင်းလဲဖြစ်တဲ့အကိစ္စလေးတခုအဲ့နှစ်ခုကိုတင်ပြမှာဖြစ်ပါတယ်အခုပူးရှင်မဲ့နော်တော်ပူးရှင်မဲ့အကြောင်းအရင်ပြောမယ်ဒီကောဇာစနေရယ်ကောဇာရာဟုရယ်မေယာဒီမှာဆုံးတွေ့ကြမယ်ဆုံးတွေ့ကြမယ်ဆိုတော့သူတို့ရဲ့တဘာဝလေးတွေကိုအရင်ဆုံးပြောထားခြင်းတယ်ပေါ့နော်ဒီနှစ်ခုနဲ့ဂျိုးတွေအားလုံးဆုံးတဲ့အချိန်မှာပေါ်ပေါက်မဲ့အကြောင်းအရာတဲ့ ီကောသာစင်တင်နဲ့ရာဟုကြောင့်ဖြစ်လာမယ့်အကျိုးရလဒ်ကိုပဲအဓိကဆွေးနွေးသွားမှာဖြစ်တယ်။နောက်ဒီမှာနေကြတဲ့အကြောင်းကြောင့်ဖြစ်ပေါ်မယ့်အကျိုးရလဒ်လည်းထည့်သွင်းပြီးတော့ဒီစဉ်းစားပြီးပြောရတာမပါဘူးပေါ့နော်။အဲ့တော့ပထမဆုံးအနေနဲ့ဒီကောသာစနေနောက်ကောသာရာဟုဒီမျိုးကအသွင်သဏ္ဍာန်လေးကွာတာလေးတစ်ချက်ပြောကျင်တယ်ပေါ့။များသောအားဖြင့်ဒီကောသာစနေစီးလို့ရှိရင်ဘယ်လိုဖြစ်မလဲ။ကောသာရာဟုစီးရင်ဘယ်လိုဖြစ်မလဲစသည်ဖြင့်မေးလေရှိတယ်ပေါ့။ အဲမေးလေးရှိတဲ့နေရာမှာကောဇာစနေအစည်းရင်တော့သူကပူပယ်မှုတောကဒုက္ခနှောင့်နှေးမှုကြံ့ညာမှုနော်ဒီရော့ပြေရောရတာစသည်ဖြင့်အရှက်တကွေးအကျိုးနဲ့ဖြစ်တာအဒီကိုဆိုရဲနောက်ကောဇာရာဟုကတော့သူအပြောင်းရွှေ့ဖြစ်တာမတည်ငြိမ်တာတွေကိုဆိုရဲနောက်ကောဇာရာဟုအဓိကထူးခြားတဲ့အချက်ကတော့သူအတေးမအမြင်မဆုံးမချက်မအောင်လုပ်ပြတာတစ်ခုပေါ့အဲ့တော့ကောဇာစနေနဲ့ကောဇာရာဟုနဲ့အဲ့ဒီတစ်ချက်ကိုပေါင်းလိုက်တဲ့အခါကျတော့ ကောဇာရာဟုကအတွေ့အမှအမြင်မှောင်းလုပ်မယ်လမ်းလွှဲအောင် လုပ်မယ်။နောက်ကောဇာစနေကကြတော့ဒီကဒီဆုံးဖြတ်ချက်မှားတဲ့လူတွေကိုမယူရဖြစ်အောင်လုပ်မယ်။ဒါကြောင့်ကောဇာစနေနဲ့ရာဟုနဲ့ပေါင်းပြီးတရားလိုက်တဲ့အခါကျတော့သူကဒီငောင်ဘက်တီအုတ်ထုတ်တဲ့သူတွေနောက်တစ်ခါဒီအချစ်သူကြီးစားတွေမှာပေါင်းဆက်လုပ်ကြတဲ့လုပ်ဖို့ကိန်းဘက်တီအကြမ်းထဲမှာတယောက်နဲ့တယောက်အထင်မြင်လွဲမယ်။ နောက်အုပ်စုတွေကြားထဲမှာလဲပေါ့နော်အုပ်စုတွေအဖွဲ့တွေကြားထဲမှာလဲအထင်မြင်တွေလွဲပြီးတော့ပဋိပက္ခတွေဒီမိုက်ယူရဲလုပ်တဲ့အကြောင်းလေးတွေအပေါ်လာမဲ့အခြေအနေရှိတယ်။ဒါကရာဟုနဲ့စနေနဲ့ပူးပေါင်းလိုက်တဲ့အတွက်နော်ဒီမိုက်ယူရဲလုပ်တဲ့ကံပတိမင်းကြီးဖြစ်တဲ့ကိစ္စလေးဖြစ်လာနိုင်တာ။အဲဖြစ်လာနိုင်တာကဘတော့အဓိကဖြစ်နေလေအဓိကကောစာစနေနဲ့ကောစာရာဟုနဲ့အတူနေမဲ့ကာလအတူနေမဲ့ကာလက30ရက်3လ2025ကနေ 2020ရဲ့9လ2025ကာလတည်အတူနေမယ်အတူနေမယ်ဆိုတာကောသာစနေက3လပိုင်းမှာအတက်သွားမယ်ကောသာယူက9လပိုင်းမှာဆင်းမယ်အဲ့မဲ့ဆင်းရင်ကာလလေး9လကြာမှာသူတို့နဲ့အတူနေပြီးအခုပေါင်းဆက်ပြီးတော့စိုးတဲ့စိုးကျိုးတွေကိုပေးနိုင်တယ်လို့ယူဆတာပေါ့ယူဆတဲ့အတိုင်းပဲပေါ့နော်ကောသာရောက်သည်ဒီအတွေးမှားအမြင်မှားဖြစ်ပြီးတော့ဒီကောသာစနေဒီမယူရဲ့လောက်ကြမယ်ကိစ္စရလေးတွေကအများသတိထားမှာ ဖြစ်တယ်ကြောင့် မိမိရဲ့အဖွဲ့အစည်းမိမိနဲ့ပတ်သက်တဲ့ပတ်ဝန်းကျင်မိကိုယ်တိုင်မှာပေါ့နော်မိမိရဲ့မိသားစုမိမိရဲ့ချစ်သူမိအိမ်တော်ဘက်တွေအပေါ်မှာတရားမှုရှိနိုင်တဲ့ဆိုတော့ဒိုင်းတာလေးရှိတယ်ရှိတဲ့အခါမှာအဓိကအဖြစ်ပေါ့နော်ဟိုနာမည်နာမနဲ့တကွပြောနိုင်တဲ့ရာသီတွေကိုကြည့်လိုက်တဲ့အခါကျတော့ဒီရာသီတော်တော်များများပါနေတာတွေ့ရတယ်အဲပါနေတဲ့ရာသီတွေကိုသုံးသပ်တဲ့အခါကျလို့ရှိရင်သူကကောစာအစံတွေကဒီသူမြင်နိုင်တဲ့ အတန်အတန်အတိုင်းဒါလေးတွေရှိတယ်။ကောစာရကသူမြင်နိုင်တဲ့အတန်အတိုင်းဒါလေးတွေရှိတယ်။သူတို့နှစ်ခုပေါင်းစပ်လိုက်တဲ့အခါကျတော့သူကဘာသွားဖြစ်လဲဆိုတော့ကောစာစနေဒီလဲကောစာရာဟုရဲ့တတ္တိကိုရသွားမယ်။ကောစာရာဟုရဲ့ကောစာစနေရဲ့တတ္တိကိုရသွားမယ်တဲ့ကြောင့်ကောစာစနေတွားမြင်လိုက်တာဒီလဲရာဟုကတွဲပြီးမြင်တဲ့ကဲသို့ဖြစ်မယ်။ကောစာရာဟုမြင်တဲ့အခါမှာလည်းစနေပါတွဲပြီးမြင်တဲ့ကဲသို့ဖြစ်မယ်။စနေမြင်တာဒီရာဟုမြင်တဲ့ကဲသို့ရာဟုမြင်တာဒီစနေမြင်တဲ့ကဲဖြစ်တဲ့အတွက်ကြောင့်ဒီရလတ်တွေဟာ ဒီလိုရဲ့အမြင်နဲ့ပတ်သက်တဲ့တတ်မှတ်ထားတဲ့အိမ်တွေအကုန်လုံးမှာဆက်ရောက်မှုသွားရှိနေတယ်။ရှိတဲ့အကျိုးကလည်းအတူတူပဲဖြစ်မယ်လို့ယူဆပေါ်ရအကြောင်းရှိတယ်။အဲဒီတော့အဓိကအဖြစ်အဲ့ဒီကာလမှာမင်ယာဒီမှာရောက်တဲ့အတွက်မင်ယာဒီပါမယ်။နောက်ပြိတ္တပါမယ်။နောက်ကံပါမယ်။ဒမှုပါမယ်။နောက်ကရကပါမယ်။ကံကနောက်တစ်ချိန်ထပ်ပါလာမယ်။ကိစ္စပါလာမယ်။အဲ့တော့အဲ့ဒီနေရာမှာရှိတဲ့ အိမ်တော်ကြီးတို့အခြေတို့ငွေကြေးတို့နဲ့ပတ်သက်တဲ့ကိစ္စတွေအဓိကဖြင့်လက်ဆိုတာကိုယ်မဲ့ပတ်သက်တဲ့ခန္ဓာနဲ့ပတ်သက်တာစိတ်နဲ့ပတ်သက်တာအတွေးခေါ်နဲ့ပတ်သက်တဲ့ကိစ္စရပ်တွေအလုံးငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေအပေါ်မှာတရားမှုရှိတယ်လို့လူမှုဘဝစီးပွားမှာတရားနဲ့တရားသဘောထားကွဲရာကြီးထင်မြင်ကြီးလွဲတာကြီးတရားတို့အထင်မြင်လွဲတာကြီးပေါ်ပေါက်နေတဲ့ญาတိတွေပြောပါဆိုရင်ဒီญาတိမှာရှိတဲ့အလုံးငွေကြေးနဲ့ ီလူမှုဘဝဆိုင်ရာကိစ္စတွေတည်ရောက်နိုင်တယ်အဲ့တော့ဒီမြန်မာနိုင်ငံအနေနဲ့ပေါ့နော်ဒီလက်ရှိအနေနဲ့ဆိုလို့ရှိရင်သူမြန်မာနိုင်ငံစားတာပေါ့ကြည့်လိုက်လို့ရှိရင်လူမှုဘဝတည်ရောက်နိုင်တယ်နောက်ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စပေါ့တည်ရောက်နိုင်တယ်နောက်ဒီတားဖွားတဲ့ကိစ္စရက်တွေနောက်ဖျော်ပြေးနဲ့ပတ်သက်တာတွေဒီလုပ်ငန်းနဲ့ပတ်သက်တာတွေနောက်ဒီကံဆက်တဲ့လုပ်ငန်းတွေပေါ့နော်ကံဆက်တဲ့လုပ်ငန်းဆိုတာတရားဝင်ပြီးဖြစ်စေတရားမဝင်ပြီးဖြစ်စေလုပ်နေကြတဲ့ ကန်ဆန်းတဲ့အလုပ်ငန်းတွေပေါ်တက်ရောက်နိုင်တယ်။ဒါနိုင်ငံရဲ့အခြားနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေမှာတက်ရောက်နိုင်တယ်။အုပ်ချုပ်မှုအဖွဲ့အစည်းတွေအုပ်ချုပ်တဲ့အပေါ်မှာတက်ရောက်မှု ရှိနိုင်တယ်။အဲကြောင့်ရာဟုကကုန်ကိုသွားမယ်။ဆနေကမင်းရသူကိုသွားမယ်။သူသွားတဲ့အခါကျလို့ရှိရင်သူကအဓိကအဖြစ်အခုတွေ့ရတာကတက်ရောက်မှုများတဲ့အကဒီတနင်္လာကုန်မှာရှိပွဲပဲရှိရှိမိန်မှာပဲရှိရှိဘလို့မှတက်တာကြအကြောင်းမရှိဘူး။ မရှိဘူးဆိုတာကတော့ဒီကုံရာဒီမှာတနင်္လာရှိတဲ့သူကစနေသူ့စီကခွာသွားမယ်ခွာသွားပြီလို့ရှိရင်သူ့ဘော်ကတော့ရာဟုကျော်ကထပ်ရောက်လာမယ်ဟိုနေ့တူစွာပဲပဲမင်းရာဒီမှာရှိတဲ့တနင်္လာသမားကရာဟုကျော်ကသူ့စီကခွာသွားမယ်နောက်စနေပြောင်းလာမယ်ဆိုအဲ့ဒီခုမှာတနင်္လာရှိနေတဲ့ဇာတာရှင်ဒီအဖို့ကပေါ့နော်တော်တော်လေးကိုဒီကက်ခဲမှုပြန်မှန်းမှုအကက်ခဲများပြီးတော့မအောင်မမြင်ဖြစ်တိုင်းနေကိစ္စတွေရှိသလို့ တနင်္လာပေါ်စနေရောက်တဲ့စက်တာစက်တီအမြင်ရှင် ရှိတဲ့အသူတွေကတော့ဒီအမြင်ရှင်ရဲ့စိုးရိုးတံကိုတချို့ကလက်သွားမယ်တချို့ကအခုမှစခံစားရမယ်ဆိုရတဲ့ကိုများသောအားဖြင့်အဲ့လိုတွေတွေ့နေရတာများလာရှိပါတယ်ပြီးတော့အခက်အခဲလေးတွေရှိနိုင်ပါတယ်အဲ့ဒီအပြင်ကိုပေါ့စနေက30ရက်3လ2025မှာမင်းရတီကိုရွှေ့မယ်ရာဟုကျူက20ရက်5လ2025ဆို21ရက်လောက်မှာကုန်းရတီကိုရွှေ့မယ်စနေကရောက်တဲ့နေရာမှာနှစ်နှစ်ခွဲနေမယ် အတန်းမြန်တော့2029ကျော်လောက်ထိပေါ့မြေတယောက်တည်းနေကျွန်လာလောက်ဒီဖြစ်မယ်ထင်တယ်ပေါ့နော်ရာဟုကတနည်းခွဲလောက်နေမယ်နောက်ဒီတယောက်မှုအတိုင်းကကြည့်ရတဲ့အခါကျတော့စနေကတယောက်မှာဒီကြတော့သူကတော့ဒီခါကျတော့သူကဒီစနေကလည်းရာဟုမြင်တယ်လို့မမြင်တော့ပဲတီးကြစီဖြစ်သွားမှာကစနေဒီမေယာဒီပိဒါယာဒီကံယာဒီယာဒီ၄ခုနဲ့ပတ်သက်ပြီးတော့မြင်မယ် နောက်ရာဟုကတော့ကုံရယ်မေတုံရယ်တင်းရယ်သူရယ်အစတိဖြင့်အဲ့လိုလေးဘူးเนาะမြင်မဲ့အတိုင်းဒါလေးရှိတာကိုတွေ့ရပါတယ်။ဒါကြောင့်အဲ့မှာဒီဒီဇာတိတွေမှာပေါ့เนาะလက်ပဲရှိရှိငွေကြေးကိစ္စပဲရှိရှိ အလုပ်ပဲရှိရှိအိမ်ဆောင်ပဲရှိရှိပေါ့เนาะဒီဇာတာတွေရရာဟုကျွန်းနဲ့ပတ်သက်ရင်ပြောင်းလဲခြင်းတွေပေါ်မယ်။ဒီစနေနဲ့ပတ်သက်ရင်ပူပင်ခြင်းတွေပေါ်မယ်။ဆိုတာဒီကိုကြုံတွေ့နိုင်တဲ့ဆိုတဲ့အကြောင်းเนาะ ရာဟုစနေနှခုပူခြင်းအကြောင်းရင်ရာဟုနဲ့စနေအိမ်ပြောင်းမဲ့အခြေအနေတွေအကြောင်းကိုတင်ပြလိုက်ပါတယ်ဒီမှာပေါ့နော်ကောဇာကြာသာပရိကိုတင်ပြဖို့သတိရတော့အလေးပဲပေါ့နော်ကောဇာကြာသာရေးထိပ်တွဲလိုက်မယ်ဆိုလို့ရှိရင်ဒီမှတ်သားပြီးတော့တရားလေးအချက်လေးတွေမှာအနေငယ်ရှုပ်ထွေးမှာဆိုလို့တရားလေးကိုချက်ချမ်းသာခြင်းဖြစ်ပါတယ်ကျမ်းမာချမ်းသာလိုရာပြပါစီအားလုံးကိုကျေးဇူးတင်ရှိပါတယ်